မီးရဟိုဗာလဲကလေးလေးကမုတ်ပေးတဲ့အချိန်ကျတော့သမီးရအမဥလေးရပြုတ်ပြီးတော့ရိုက်နေတာရိုက်တော့ကလေးလေးမုတ်ပြန်ပေးတဲ့အချိန်မှာဥလေးရအဲ့လိုတဘောကြပြီးတော့လိုင်းပေါ်တင်လိုက်တာအမှန်ပဲဖြစ်တယ်အဲ့ကလေးလေးနဲ့ခင်နာကဘယ်တော့မှမကြသေးဘူးအဲ့ကလေးလေးကသူ့ကိုတောင်းဆိုတယ်ွာလာတောင်းကနေခြင်းနဲ့အဖွားကြီးလေးတွေကြည်ဝါးရဲ့အိမ်လေးပြန်ယူလိုက်ရင်တောင်းတယ်တောင်းနေမှာဟုတ်သမီးရအဖွားယူသွားတော့မဟုတ်ဘူးသူများကအမခံမြေသူများကရထွက်ပြေးွာလို့အကျွေးကြည်ဝါးရဲ့ဖွားနဲ့ဘာနဲ့အိမ်မှာထားပြီးတော့တောင်းတယ်မှာအကျွေးလာတဲ့ဆင်းရဲတဲ့ ရမာရကြတော့အော်ဟိပြီးတောင်းတာအင်ဂျင်မဆဲဆိုးနေအဖေါ်လာပြန်ပါနဲ့ဆက်ကြလို့ရှိတယ်ဆက်တင်နေနေပြီးပါလို့လုပ်လဲဒီတရှူရောင်းနေရေးတန်းရအောင်အခလေးလေးနဲ့အဲမုတ်ဝေးရလေးကိုကြည့်ပြီးခင်းပါကြအချစ်တို့သမီးဟိုဗာလဲခလေးလေးကမုတ်ဝေးတဲ့အချိန်ကျတော့သမီးအမဦးလေးရပြုတ်ပြီးတော့ရိုက်နေတာ ။ရိုက်တော့ကလေးလေးမုတ်ပြန်ပေးလိုက်အချိန်မှာဦးလေးရအလာကိုသဘောကျပြီးတော့လိုင်းပေါ်တင်လိုက်တာ။အမှန်ပဲဖြစ်တယ်။အဲ့ကလေးလေးနဲ့ခင်နာကဘယ်တော့မှမကြသေးဘူး။အဲ့ကလေးလေးကသူ့ကိုတောင်းနေတယ်ွာ။သူကလာလိုက်သူ့ကိုဗာလဲရေတိုက်တယ်၊မုတ်ကျွေးတယ်အဲ့လိုမျိုး။အဲ့ကလေးလေးကကျေးဇူးတင်တယ်ဗာဘယ်လိုလဲဆိုတော့သူနဲ့သမီးနဲ့ကဟိုဘွားရေတိုက်လို့လည်းငါကလည်းပြောကြအဲ့လိုမျိုး။အဲ့လိုင်းမွားလူတရဘွားလူတွေပြောကြတာအဲ့ဟိုဘွားရေစက်ဖြစ်လာလို့ဒီဘွားကြတာအဲ့လိုမျိုးပြန်ဖြစ်နေတာလို့ပြောကြတယ်။ဟုတ်တမီးနဲ့နေတိုင်းတွေ့ရောက်ကြလေး။သူတမီးချက်နည်းနည်းလေး ားကြီးကတော့သမီးဖေကတော့အခုမရှိဘူးပေါ့သမီးမေကနားရင်တော့ပြီးသွားတော့သမီးကမနေဘူးသမီးဖွားရင်လည်းသမီးဖိုးရင်လည်းနေကြတယ်အဖိုးနဲ့အဖွားကြောင့်တော့အဖိုးကကြတော့စီကျိုရှိတယ်လေစီကျိုလည်းရှိတယ်သူတို့လည်းရှိတယ်အဖွားကလည်းစီကျိုရှိတယ်အဲခေါင်းမှုတက်တဲ့ယောဂါလည်းရှိတယ်အဲ့ဒါလည်းဖိုးနဲ့အဖွားကိုအဖိုးနဲ့အဖွားကိုအမှအိမ်မှာအဘကြတော့အိမ်မှာသမီးတို့ကိုခင်းသမီးချက်ပေးတာပေါ့ပြီးရင်လည်းသူကတော်တော်နာနာတာပေါ့ဘန်းလုံးလည်းမိဖို့မရောင်းနိုင်ဘူးသူက9နာရီလောက်7နာရီလောက်သူ့ကိုရောက်ပြီ မမြတ်ဘူးရောင်းရတဲ့ရက်ရှိတယ်မရောင်းရတဲ့ရက်ရောင်းရတဲ့ရက်ကြရင်တော့နှစ်ပေါင်းတော့ကိုတော့ကြံတယ်မရောင်းရတဲ့ရက်ကြတော့ပေါင်းလောက်ပဲကိုတော့ကြံတယ်ပညာရေးရှိရတော့သမျက်တော်ပါတယ်ဒီနေ့ကလေးကတောင်းတော့မနေခဲ့ဘူးစားလည်းမဖတ်တတ်ဘူးတောင်းကတန်းမှမနေခဲ့တာတောင်းကနေခြင်းနဲ့အဖွားကြီးလေးတွေကြည်ဝါးရဲ့အိမ်လေးပြန်ယူလိုက်ရင်တောင်းတယ်တောင်းနေမှာအဖွားကြီးရဲ့ရှိရဲ့ဒီမှာသမျက်မနေဘူးလင်းခံလိုက်ရတဲ့အကျွေးတွေပဲအများကြီးပဲဟုတ်သမျက်အဖွားယူသွားတော့မဟုတ်ဘူးသမျက်ကအမခံမြေသမျက်ကရထွက်ပြေးသွားလို့ အမေအဲ့ဒါလေးကသမီးဇေယျောင်းကပတ်စံလေးနဲ့မမဘွားရရရေတန်ရောင်းတဲ့ဟာလေးနဲ့ဆုပ်ဖက်ပြီးကူးမိတာပေါ့အကျွေးကြီးဝိုင်းရဲ့ဖားနဲ့ဘားနဲ့အိမ်မှာထားပြီးတောင်းတမှာဒီဝိုင်းရဲ့အကြောင်းလေးပြီးဝိုင်းနေတာနဲ့ဆံဝင်မကြီးလို့အကျွေးကြီးဝိုင်းရဲ့ဖားအောင်မရောင်းဟိုင်းတော့အိမ်မှာပဲနာနာခိုင်းလိုက်တော့အကျွေးကြီးဝိုင်းကလည်းအိမ်လေးလက်ပြန်ရွှေ့လိုက်ပြီးသူကကြောင်းတက်တော့မှာအိမ်ကပေါင်တာဟုတ်အိမ်ကပေါင်လာတာအိမ်ကအဖားပေါင်တာဘယ်လောက်ဆိုလဲမသိဘူးပြောပြောပြောဟာစိတ်မငြိဘူးသမီးကစိတ်မငြိတတ်ဘူးအကျွေးလာတဲ့ကစိတ်ငြိတတ်တယ် မြမာရီကကြတော့အော်ဟိပြီးတောင်းတာအင်းရှင်မဆဲဆိုးနေအဖွားကခါကြရင်အဖွားကိုအင်ခေါ်သွားပြီးတော့တို့ရိမငိုးထိုင်ခိုင်းထိုင်ခိုင်းနေပြီးရင်အဖွားကြီးမှရိုက်နေတယ်အဲ့လိုမျိုးဟမ်အဲ့လိုကြောင့်မြမကပြောပြောနေတာသူတို့ကအကျွေးရှင်နေဆိုတော့ပြောပြောလို့မဖြစ်ဘူးလေအဲ့ကကြတော့အင်မောငူတာဟိုအတင်းကြီးဟာအဖွားရှိမှငူတာအင်းအဖွားရှိမှတော့ငိုးဘူးလေအဖွားကဖြစ်သွားမှသာလို့အဖွားကွယ်မှာငူတာမြမကြောင့်အဲ့အကျွေးကြီးကြည်သွားရင်ငါအဲ့လိုမျိုးဆဲခံရတော့ဘောငါအဖွားကြီးလုံးအဖွားကြီးလို့အဲ့လိုမျိုးဖြစ်တာလည်းမပေးနိုင်ဘူးဆိုလို့ရှိရင်ပိုးပြီးဆဲကြအဲ့လိုမျိုး ။ရင်းနှီးအောင်တော့လည်းနည်းနည်းပါရေသားကကြတော့မိုးတွေဆိုမရောင်းရတော့ဘူးလေ။အဲ့ဒါသူတရှူပဲရောင်းရတယ်။အားလုံးကျေးဇူးတင်ပါတယ်။သမီးတို့အားပေးနေကြပြည့်တဲ့ရအောင်ကျေးဇူးတင်ပါတယ်။ကလေးလေးလည်းကျေးဇူးတင်ပါတယ်။အဲ့လိုကြပျော်သွားတာပေါ့။သူများကလာပြောတဲ့အချိန်ကပထမမယုံဘူး။အဲ့နောက်နောက်ကျတော့ကိုယ်ပုံလေးပြတော့မှအော်ဒီဘူးလေးကဒီလိုတင်ပေးလိုက်ပါလားဆိုပြီးအဲ့မှယုံ။